အစဲတန်လုံးလုံးတလိဆန်ယုံကားပါရွှေခရရတဲ့အာဖရိကန်ကျက်တူရဲ့၅ကောင်ဗြိတိန်နိုင်ငံလင်ကုန်းရှာရထိုးရန်တလိဆန်ဥယျာဉ်မှာတော့ဒိတ်စိတ်ငြိမ်သက်မှုဟာခေတ္တမြပြောက်ဆုံးသွားခဲ့ရပါတယ်အကြောင်းကတော့အာဖရိကန်ကြေးကျုပ်ငှက်၅ကောင်ဖြစ်တဲ့ဘီလီအဲရစ်ဒိုင်ဆန်ဂျိန်းနဲ့အယ်စီရဲ့ပါဇက်ကလုံးဝကိုမှမကြောက်ဝင်မနာတာစေးအတိုင်းထွာတဲ့အနေနဲ့စူညံပွဲလို့ရိုက်နေလို့ပါ သူတို့ရဲ့စူးသွမ်းတဲ့အချင်းကြောင့်ပဲအဲ့ဒီငှက်ငါးကောင်ဟာဥယျာဉ်ရဲ့အများနဲ့တက်ဆိုင်တဲ့နေရာကနေခဏဖေရှားခံခဲ့ရပါတယ်။လိမ့်ဆန်ဥယျာဉ်လာရောက်သူတွေဖို့တော့ဒါဟာအန်အားသင့်စရာနဲ့ရည်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လိမ့်ဆန်ဥယျာဉ်ကိုထိမ့်သိမ်းဆောင်ရှောက်ရတဲ့ဝန်ထမ်းတွေအတွက်ကတော့ဒါဟာကောင်းကိုက်စရာပါပဲ။ဘာကြောင့်ဒီငှက်တွေကဒီလောက်အထိရိုင်းဆိုင်ပြီးစူးသွမ်းရတာလဲ။သူတို့ရဲ့အချင်းစိုးတွေကဘယ်ကနေပြီးတော့တက်မြောက်လာခဲ့တာလဲ။အခုပြောပြမယ့်ငှက်ငါးကောင်ဟာတီးခြားစီလောင်ရင်နေမှာမွေးမြူထားခဲ့တာဖြစ်ပြီး ဒေါ်ရိုင်းတလိမ့်ဆန်ဥယျင်ကိုရွှေပြောင်းကန်ကြီးကြောက်မှာပဲသူတို့ဟာလောင်ရင်တစ်ခုထဲမှာအတူတူပြောင်းပြီးတော့ရွှေခံရတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့သူတို့ဟာတကောင်နဲ့တကောင်ချိန်ဆတဲ့စကလုံးတွေကိုတင်ယူပြီးသူတို့တတ်ထားတဲ့ဟာတွေနဲ့တလဲစီအော်ဟစ်ပြောဆိုကြပါတယ်။အဲ့ဒီမှာမှဝန်ထမ်းတွေအားလုံးသတိထားမိကြတဲ့အရာကသူတို့အနောက်ကိုတယောက်ယောက်ကတ်လာပြီဆိုလို့ရှိရင် fuck off ဆိုတဲ့စကားလုံးကိုကြမ်းကြမ်းတမ်းတမ်းသူတို့ကတုံးတုံးနေရှိတာပါပဲ။အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ဟာအနားနာကိုလာလို့ရှိရင်မင်းသွားတေးလိုက်ဆိုတဲ့မြန်မာလူပြောရမယ့်ကြမ်းတမ်းတဲ့စကားလုံးဖြစ်ပါတယ်။ ဝန်ထမ်းတွေမှလောင်ရင်နှောင်းကိုကတ်လာတဲ့အခါဒီလိုမျိုးပြောတာမဟုတ်ဘဲနဲ့သူတို့ကိုလာရောက်ကြည့်ရှုတဲ့ဒလိမ့်ဆိုင်ရုံကိုလာရောက်လဲပတ်သူတွေကိုလည်းပဲအဲ့ဒီချက်တူရင်းငေါကောင်ကအဲ့လိုမျိုးပြောလွှတ်တာဖြစ်ပါတယ်။တချို့ကတော့ရီမောတက်ကြပေမဲ့ဂလိငယ်ရီနဲ့လာရောက်လဲပတ်တဲ့မိဘတွေအတွက်တော့ဒါဟာအတော်လေးကိုနေရာခက်စေတဲ့အခြေအနေပါ။ဒလိမ့်ဆိုင်ဦးရင်ရဲ့အမှုဆောင်အရာချီချုပ်စတိဗ်နစ်ကတော့ဒီငတ်တီဟာအတော်လေးကိုစိုးသွမ်းနေကောင်းနေပဲ။သူတို့တွေကိုကျွန်တော်တို့အတူတူထားလိုက်တဲ့အချိန်ကစပြီးဒီကောင်နဲ့ဒီကောင်သူတို့တက်ထားတဲ့အစဲစလုံးတွေကိုပြန်ပြီးတော့တင်ပေးကြတယ်။အခုဆိုရင်လာရောက်တဲ့သူတိုင်းကိုပါဆဲနေတတ်ကြပါပြီ။ အထူးသဖြင့်ကလေးငယ်တွေနောက်မှာအဲ့လိုမျိုးဆဲတဲ့စကလုံးတွေကိုကြားရတာကမကောင်းပါဘူး။ဒါကြောင့်မလို့ဒီကောင်တွေကိုအများနဲ့မတွေ့ရတဲ့တဏျာမှာထားပြီးတော့ယဉ်ကျေးလိမ္မာဖို့အတွက်တင်မို့ဆုံးဖြတ်ထားခဲ့တယ်လို့သူကပြောကြားခဲ့ပါတယ်။ဒီအာဖရိကန်ခြေကျုံငတ်တွေဟာလူသားတွေရဲ့စကားပြောတဲ့ကိုအတူခိုးရမှာအရန်ကိုအံ့ဩစရာကောင်းတဲ့စွမ်းရည်ရှိတဲ့ကောင်တွေပါ။သူတို့ဟာကြားပူးတဲ့စကလုံးတွေအတန်တွေကိုမှတ်သားထားနိုင်ပြီးတော့အချိန်တန်တဲ့အခါမှာအဲ့ဒီအရာကိုပြန်လဲအသုံးချလေးရှိပါတယ်။ ဒီငါငါးကောင်ဟာလေသူတို့ရဲ့ပတ်ဝန်းကျင်ကနေကြားခဲ့တဲ့ဆေးရည်တိုင်းထွာတဲ့စကားလုံးတွေကိုမှတ်သားထားခဲ့ပြီးအခုလိုမျိုးပြန်ပြောဆိုနေနေတာဖြစ်ပါလိမ့်ဘလို့ချင်းနေမျိုးမှာသူတို့ကဒီစကားလုံးတွေကိုကြားရခဲ့လေဆိုတာကိုတော့အတိအကျမသိကြပါဘူးအခုချိန်မှာတော့အဲ့ဒီငါငါးကောင်ကိုတီးကြားစီလောင်းရင်နေမှာခွဲထားပြီးသူတို့ရဲ့အချင်းစိုးတွေပျောက်ကင်းသွားအောင်လို့လေ့ကျင့်တင် जा ပေးဖို့အတွက်စီစဉ်ထားပါလိမ့်ဥယျာဉ်ဝင်တိုင်းနေနေကတော့သူတို့ကိုဆေးရည်တိုင်းထားတဲ့စကလုံးတွေအစားအချားအတန်တွေယဉ်ကျေးလိုက်မတဲ့စကလုံးတွေကိုတင် जा ပေးဖို့အတွက်ကြိုးစားနေပါတယ်။စတီဗ်နဲ့တယောက်ကတော့ကျွန်တော်တို့သူတို့ကိုတခြားစကလုံးတွေကိုတင်ပေးဖို့ကြိုးစားနေပါတယ်။ ဥပမာနှုတ်ဆက်တဲ့စကားလုံးတွေဖြစ်တဲ့ hello တို့လိမ့်ဆန်ရဲ့အတန်ကိုလိုက်ပြီးအတူခိုးတာမျိုးတို့တို့တွေကစေတာတွေကိုရက်ပြီးအရင်လိုမျိုးစကားကောင်းကောင်းတွေပြန်ပြောလာရင်တော့အများနဲ့ပြန်တွေ့နိုင်တဲ့လိမ့်ဆန်ဥယျာဉ်ကိုပြန်ပြောင်းရွှေ့ပေးမှာပါလို့ဆက်လက်ပြောကြားခဲ့ပါတယ်ဒီအဖြစ်ပြက်ဟာဒလိမ့်ဆန်လေးတွေရဲ့တင်ယူနိုင်စွမ်းနဲ့ပဝင်းချင်းရဲ့လွမ်းမိုးမှုကိုထင်ရှားစွာပြသနေပါတယ်အာဖရိကန်ဂျေးကျူးငှက်တွေဟာအလွန်အသီးညံရှိတဲ့တတ်တဝါတွေဖြစ်ပြီးတော့တို့ရဲ့ပြုမှုတွေဟာတို့ရဲ့ပဝင်းချင်းကနေလေးလာတင်ကြားနိုင်တဲ့အရာတွေပါဒီငါးငါးကောင်ရဲ့စိုးသွမ်းတဲ့အမူအကျင့်ကယာယီဖြစ်နိုင်ပြီးမှန်ကန်တဲ့လေ့ကျင့်မှုတွေနဲ့ဆိုရင်တေချာပေါက်ပြောင်းလဲသွားမှာဖြစ်ပါတယ် ဒီဖြစ်ပျက်ကတော့ဒလိဆိုင်ဦးရဲ့တမိုင်းမှာမမေ့နိုင်တဲ့မှတ်တိုင်တစ်ခုဖြစ်ကြမ်းရှိနေမှာဖြစ်ပြီးရည်စရာလဲကောင်းသလိုချစ်စရာလဲကောင်းလာပါတယ်